်မင်္ဂလာပါရှင်မန္တလေးကစ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါ်အောင်ဆန်းစုကြည်လွမြောက်ရေးမြန်မာစစ်တပ်ကိုဖိအားပေးရန်တာဖြစ်သူကတရုတ်သမ္မတရှိကျင့်ပင်ကိုမြစ်တာရက်ခန့်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် မြန်မာဒီမိုကရေစီကောင်းဆောင်နိုင်ငံတော်၏အတိုင်းပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးရေးမြန်မာစစ်တပ်ကိုဖိအားပေးရန်တားဖြစ်သူကိုထိန်လင်းခေါ် Kin Eric ကတရုတ်သမ္မတရှီရှင်ပင်ကိုမြစ်တာရက်ခံလိုက်ကြောင်း South China Morning Post ကသတင်းဖော်ပြပါရယ်ကျွန်တော်တရုတ်သမ္မတရှီရှင်ပင်ကိုတောင်းဆိုချင်တာကတော့ကျွန်တော်အမေကိုလွှတ်ပေးဖို့နဲ့စစ်ကောင်စီအပေါ်ပို့ပြီးဖိအားပေးဖို့ပါပဲ တရုတ်နိုင်ငံဟာမြန်မာနိုင်ငံနဲ့နှစ်ရှည်လများဆက်ဆံရေးနဲ့ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေကြောင့်နိုင်ငံခြားတိုင်းပြည်တွေထဲမှာဩစာအရှိဆုံးဖြစ်ပါတယ်လို့ Kim Eric ကပြောပါတယ်။သူမိခင်နဲ့ NLD အစိုးရလက်ထက်မှာတရုတ်နိုင်ငံနဲ့ကောင်းမွန်ပြီးအကျိုးဖြစ်ထွန်းတဲ့လုပ်ငန်းဆက်ဆံရေးရှိခဲ့တယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံရဲ့ဗီလီယံနဲ့ချီတဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာတည်ငြိမ်တဲ့အစိုးရလက်အောက်မှာမှအသီးအပွင့်မြင်ရမှာဖြစ်ပြီးလက်ရှိစစ်အုပ်စုရဲ့မတည်ငြိမ်မှုတွေကြောင့်တရုတ်နိုင်ငံအတွက်ပါစိန်ခေါ်မှုတွေဖြစ်နေတယ်လို့သူကထောက်ပြခဲ့ပါတယ်။ ကျွန်တော်တရင်ရင်းမြစ်တွေအရာတရုတ်ကမိမိကိုလှုပ်ပေးဖို့တောင်းဆိုနေပါတယ်။တရုတ်အရာရှိတွေကတခြားသူတွေလိုပဲသူ့ကိုတွေ့ကျင်ချပြီးတွေ့ခွင့်ရဖို့တောင်းဆိုနေကြတယ်လို့ကျွန်တော်ယုံကြည်တယ်လို့လဲ Kim Eric ကဆိုပါတယ်။ Kim Eric ကမြည်သူမဆိုဒေါ်အောင်ဆန်းစုကြည်ကိုတွားတွေ့ကြည့်ရန်ဖိတ်ခေါ်ခဲ့ပြီးဒါမှအနည်းဆုံးတော့သူအသက်ရှင်နေသေးတယ်ဆိုတာတယောက်ယောက်ကအတည်ပြုနိုင်မှာပါလို့ပြောပါတယ်။ကျွန်တော်အမေအချင်းထောင်ထဲမှာပဲစုံပါသွားမလားဆိုတာကိုအမြဲတမ်းစိုးရိမ်နေရပါတယ်။အချင်းထောင်ထဲကအခြေအနေတွေကကြောက်စရာကောင်းလွန်ပါတယ်လို့ Kim Eric ကဆိုပါတယ်။ စစ်ကော်မရှင်ထိန်ချုပ်မှုအောက်မှာဖြစ်ပေါ်နေတဲ့တရားမဝင်ရာဇဝတ်မှုတွေအထူးသဖြင့်တရုတ်နိုင်ငံသားတွေကိုပါလူကုန်ကူပြီးကျွန်အဖြစ်စီခိုင်းနေတဲ့ scan center တွေဟာတရုတ်နိုင်ငံရဲ့တည်ငြိမ်ရေးနဲ့တရားဝါပြောရေးကိုပါထိခိုက်နေတယ်လို့ Kim ကဆိုပါတယ်ကုလသမဂ္ဂရဲ့ခံမှန်းချက်အရ2023ခုနှစ်တခုတည်းမှာပဲလူပေါင်း3,200လောက်မြန်မာနိုင်ငံကစကန်လုပ်ငန်းတွေတဲကိုလူကုန်ကူးခံခဲ့ရပါတယ် လာမယ့်ဒီဇင်ဘာလမှာစစ်ကော်မရှင်ကကျင်းပဖို့စီစဉ်နေတဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာတည်ငြိမ်တဲ့အစိုးရလက်အောက်မှာပဲအတိအပွင့်မြင်ရမှာဖြစ်ပြီးလက်ရှိအုပ်စုရဲ့မတည်ငြိမ်မှုတွေကြောင့်တရုတ်နိုင်ငံအတွက်ပါစိန်ခေါ်မှုတွေဖြစ်ပေါ်နေတယ်လို့သူကထောက်ပြခဲ့ပါတယ်လာမယ့်ဒီဇင်ဘာလမှာစစ်ကော်မရှင်ကကျင်းပဖို့အစီအစဉ်နေတဲ့ရွေးကောက်ပွဲဟာလည်း NLD ပါတီအပါအဝင်ပါတီ၄၀ကျော်ကိုဝင်ရောက်ရှင်းပြိုင်ခွင့်ပိတ်ပင်ထားတာကြောင့်အထူးရောက်တာဖြစ်ပြီးနိုင်ငံကိုပုံမှုဆိုးရွားတဲ့ပြည်ပခခတွေတွင်တွန်းပို့လိုက်မယ်လို့ Kim Eric ကသုံးသပ်ပါတယ် ဆက်လက်ပြီးစစ်တပ်အတုရောင်ရွေးကောက်ပွဲကိုနှောက်ယှက်ဟန်ထားသည့်ဟုဆိုကာပြည်သူ64ဦးကိုဖမ်းဆီးအရေးယူထားပြီးခေါ်ထုတ်အရေးယူမှုများဆက်လက်ဆောင်ရွက်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အကြံဖက်စစ်တပ်အတုရောင်ရွေးကောက်ပွဲကိုနှောက်ယှက်ဟန်ထားသည့်ဟုဆိုကာပြည်သူ64ဦးကိုစစ်တပ်ကဖမ်းဆီးအရေးယူထားပြီးရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေနိုင်သည့်လှုံ့ဆော်မှုများနှင့်ဝါရဖြတ်မှုများကိုစုံစမ်းဖော်ထုတ်အရေးယူသွားရန်စစ်တပ်လက်အောက်ခံပြည်ထောင်စုဝန်ကြီးဆိုသူထွန်းထွန်းနောင်ဒုတိယဗိုလ်ချုပ်ကြီးကပြောဆိုပါတယ်။ အော်တိုဘာလ3ရက်နေ့မြေပြည်တော်တွင်ပြုလုပ်သောစစ်တပ်ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဗဟိုကော်မတီအစည်းအဝေးတွင်၎င်းကအထက်ပါတိုင်ပြောဆိုသွားခြင်းဖြစ်ပါသည်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုဖျက်ပြစေရန်ဤအမျိုးမျိုးဖြင့်ကျူးလွန်သူများကိုဖော်ထုတ်အရေးယူခြင်းများဆောင်ရွက်လျက်ရှိကြောင်းစက်တင်ဘာလ30ရက်နေ့တနိုင်ငံလုံးတွင်ရွေးကောက်ပွဲဖျက်ပြစေရန်နှောက်ယှက်သည်ဟုဆိုကာဖြည်သူ64ဦးကိုဖမ်းဆီးအရေးယူထားပြီးအမှု24ခုဖွင့်လှစ်ထားကြောင်းသိရပါသည်ရွှေကောက်ပွဲလုံးကြုံရေးကိုထိခိုက်စေနိုင်သောလှုံ့ဆော်မှုများ ဝါဒဖြန့်မှုများကျူးလွန်နေသူများကိုစုံစမ်းဖော်ထုတ်အရေးယူသွားရန်လိုအပ်တယ်ဟုစစ်တလောက်ခံပြည်ထရေးဝင်ကြီးဆိုသူထွန်းထွန်းအောင်ဒုတိယဗိုလ်ချုပ်ကြီးကပြောဆိုထားပါတယ်စစ်တပ်ရွေးကောက်ပွဲအတွက်စစ်တပ်ပြည်သူစင်ပြည်သူလုံခြုံရေးနှင့်အကြံဖတ်နိုင်နေရေးအဖွဲ့မိဖွဲ့အဖွဲ့များနဲ့အတူပြည်ထရေးဝင်ကြီးဌာနလက်အောက်ရှိတပ်ဖွဲ့ဦးစီးဌာနများအလုံးကပေါင်းဆက်ညီနိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုထားပါတယ်အကြံဖတ်စစ်တပ်ကယခုနှစ်ကုန်ပိုင်း ြုလုပ်ပြီးရွှေကောက်ပွဲကိုကောက်ွက်ရန်အတွက်နှောက်ယှက်ဖြက်စည်းသူများကိုထောင်ဒဏ်အနည်းဆုံး၃နှစ်မှထောင်ဒဏ်တစ်သက်တစ်ကျော်နှင့်ဒေသများချမှတ်နိုင်သောရွှေကောက်ပွဲနှောက်ယှက်ဟန်တားမှုများကောက်ွက်ရေးဥပဒေကိုဇူလိုင်လ29ရက်နေ့တွင်ပြဋ္ဌာန်းခဲ့ပါသည်စစ်ကောင်စီကပြဋ္ဌာန်းထားသောဥပဒေတွင်ရွေးကောက်ပွဲကိုပြတ်ပြားစေရန်ဟောပြောခြင်းပြောဆိုခြင်းစီယုံခြင်းလှုံ့ဆော်ခြင်းဆန္ဒပြခြင်းစာရေးသားဖြန့်ဝေခြင်းတို့ကိုပါပြုလုပ်ပါကအရေးယူမည်ဖြစ်ကြောင်း ချိမ့်ချောက်ခြင်းဟန်တာခြင်းမလျော်ဩစာသုံးခြင်းနာကျင်စေခြင်းအပြင်းအထန်နာကျင်စေခြင်းလူစုလူဝေးဖြင့်ကန့်ကွက်ခြင်းလူသေဆုံးစေခြင်းများဖြစ်ပေါ်လာပါကပြစ်မှုကိုလိုက်၍အ ਨੇ ဆုံးထောက်နှံသုံးနှင့်မှအများဆုံးထောက်နှံတသက်တကျော်နှင့်ဒေသတို့ကိုချမှတ်မည်ဖြစ်ကြောင်းသိရပါသည် လက်တလောပြည်သူများကိုစစ်တပ်ကအရေးယူရာတွင်ရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှန်23ကကြီးဖြင့်အရေးယူထားပြီးအဆိုပါပုံမှန်မှာရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကိုဖြစ်စေသို့မဟုတ်လုပ်ငန်းစဉ်ဤတစိုက်တဒေသကိုဖြစ်စေပြက်ပြားစီရန်ဟောပြောခြင်းပြောဆိုခြင်းစီယုံခြင်းလှုံ့ဆော်ခြင်းဆန္ဒပြခြင်းသို့မဟုတ်စာရေးသားဖြန့်ချီခြင်းတို့ကိုညီတိညီနင်းများမပြုရဘဲအဆိုပါတားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ကြောင်းပြမှုတင်ရှာစီရင်ခြင်းခံရလိုက်ရင် ထိုသူကိုထောင်ထမ်းအနေဆုံး၃နှစ်မှအများဆုံး၇နှစ်ထိချမှတ်ရမည်အပြင်ငွေတလဲချမှတ်နိုင်ကြောင်းပြဋ္ဌာန်းထားပါသည်စက်တင်ဘာလ၂၄ရက်နေ့တွင်လည်း KNU ဥက္ကဋ္ဌပရိုဆော့ခွဲထူပွင့်အပါအဝင်အဖွဲ့ဝင်၃၃ဦး AA တပ်ဖွဲ့ချင်းပြည်ချင်းလန်အစိုးရအဖွဲ့ဝင်၁၈ဦးနဲ့ခေတ်သစ်မီဒီယာတို့ကိုစစ်တပ်ကရွေးကောက်ပွဲနှောက်ရှက်ဟန်တာမှုဥပဒေပုံမှား၂၃ကားကြီးဖြင့်အမှုဖွင့်ထားကြောင်းစစ်ကော်မရှင်ကထုတ်ပြန်ကြေညာပါသည် ဆက်လက်ပြီးစစ်မှုထမ်းအပတ်စဉ်14တက်ခုထဲမှာတတတ်500ကျော်ရှီတန်းစစ်မြေပြင်များတွင်တိတ်ဆုံးပြီး200ကျော်စီးကူးတမှုခံယူနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖတ်စစ်တပ်ကလစဉ်ခွေယူလျက်ရှိသောစစ်မှုထမ်းတပ်သားများအနက်စစ်မှုထမ်းအပတ်စဉ်၁၄မှတပ်သား၁၅၀၀ကျော်မှကချင်နှင့်ရခိုင်အပါအဝင်ရှီတန်းစစ်မြေပြင်တွင်တည်ဆုံသွားခဲ့ကြောင်းစစ်ဘက်တရင်ချင်းမြက်နှင့်တည်ဆုံတရရရှိထားသောအပတ်စဉ်၁၄မှစစ်မှုထမ်းတပ်သားတင်များ၏ကြံရစ်သူမိသားစုများထံမှသိရပါသည် စက်တင်ဘာလ12ရက်နေ့တင်နန်းဆင်းခဲ့သောစစ်မှုရန်တပ်သားတင်များကိုရှမ်းမြောက်ကချင်ကရင်ကရင်နီနှင့်ရခိုင်ရှိတန်းစစ်မြေပြင်များသို့အတိခဆေလုခဲ့ရာရှင်းတို့ဆေလုခံရသောစစ်မှုရန်တပ်သားများအနက်မှတပ်သား900ကျော်မှတိဆုံသွားခဲ့ပြီး200ကျော်မှလည်းဒဏ်ရာများရရှိသဖြင့်ဈေးကူတာမှုခံယူနေရကြောင်းသိရပါသည်အပတ်စဉ်ဆက်လီကတိဆုံနှင့်ပျောက်ဆုံးစရင်900ကျော်တက်တဲ့မြောက်ပရီမျိုးနှင့်အရှိလန်းနှင့်ခေါကရိတ်ကွင်းကရားပြည်နယ်ဒီမော့ဆုံရှမ်းမြောက်ကြောင်မင်းကချင်ဗမော်နယ်မကွေးရခိုင်အဆက်ငပေးနှုတ်နယ်တဲ့က ထိတွေ့မှုတွေမှာသေဆုံးနဲ့ပျောက်ဆုံးစရင်900ကျော်တာဟုစစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ရှီရန်စစ်မြေပြင်တွင်ဒဏ်ရာရရှိခဲ့သောအပတ်စဉ်ဆက်လေးမှစစ်မှုရန်တပ်သား200ကျော်မှစစ်ဆေးရုံများတွင်စေကူးတနေပြီးဒဏ်ရာရရှိသောတပ်သားများမှတပ်ဆိုင်ရာမိဘများနှင့်ဆက်သွယ်ခွင့်ရရှိကြောင်းတို့ရတွင်မိဘဆွေမျိုးများကိုစစ်ဆေးရုံသို့လာရောက်ခွင့်မပြုကြောင်းသိရပါတယ်။ ခရီးပြည်နယ်ဒီမော့ဆိုတိုက်ပွဲတွင်တန်ရာရရှိပြီးဖိုက်ကွန်မြို့စစ်ဆေးရုံတွင်တက်ရောက်ဆေးကုသနေသောစစ်မှုထမ်းအပတ်စဉ်၁၄မှတပ်သားတစ်တအုပ်ကလည်းအပတ်စဉ်၁၄မှတပ်သားတစ်အများစုမှရှီတန်းစစ်မြေပြင်သို့ဆေးလုခံခဲ့ရပြီးတင်းဆုံးသူအများအပြားရှိနေသည်ဟု၎င်းအီမီပါများထံသို့အသိပေးအကြောင်းကြားလာကြောင်းသိရပါသည်။ကျွန်တော်သားကလှေကူရဲမုံစစ်တင်တန်းကြောင့်မှအပတ်စဉ်၁၄ဆင်းနေ။ကြရဘက်ကိုဆေးလုခံရတယ်။ဒီမော့ဆိုဖလူဆိုဘက်မှတန်ရာရတယ်။လိုက်ကောဆေးုံရောက်နေပြီ။ကချင်ပြည်နယ်ကိုအပုတ်ခံရတဲ့အပတ်စဉ်၁၄တင်တန်းဆင်းတွေတည်တာများတယ်လို့ပြောတယ်။ လေကူရဲမော်စစ်တင်နံကြောင့်ကဆင်းတဲ့အပတ်စဉ်ဆက်လီတော်တော်များများကကချင်နဲ့ကယားဘက်ကိုအပိုခံရတယ်။ဒါကိုလေစေယုံကစင်ရင်တက်တာရင်ရှေ့တန်းပြန်သွားရမယ်လို့သူ့အထက်ရာရှိကပြောတယ်။ကျွန်တော်တို့ကိုလူကိုယ်တိုင်သွားကြည့်ခွင့်မပြုဘူး။ဖုန်းပြောရတယ်။ဗီဒီယိုကောပြောရတယ်လို့အပတ်စဉ်ဆက်လီမှဒဏ်ရာရစစ်မှုတန်းတက်သားတဲ့ဤဖခင်ဖြစ်သူကသတင်းဌာနကိုပြောပါတယ်။စစ်တပ်ကဒဏ်ရာရရှိသောစစ်မှုထမ်းတပ်သားများအနက်မှခြေလက်အင်ကာဆုံးရှုံးသူများမတမ်းမဆွမ်းဖြစ်သွားသူများကိုသာစစ်သားအဖြစ်ပြန်လည်မဆင့်ခေါ်တော့ကြောင်း တို့ရတွင်တိုက်ပွဲအတွင်ပြင်ပဒဏ်ရာသာရရှိသောခြေလက်အင်ကအကောင်းဘက်ကလေးရှိနေသောစင်မူရန်တပ်သားတင်များကိုစေယုံမှစိမ့်ပြီးပြန်လေတက်တာလာလိမ့်ရင်ရှီတန်တို့ပြန်လေပို့ဆောင်ပြီးဟုစစ်စေးယုံတွင်ပင်အသိပေးကြောင်းသိရပါသည်အကြံဖက်စစ်တပ်က2024ခုနှစ်မေလမှစတင်၍စင်မူရန်ပတ်စင်များကိုစတင်ဖွင့်လှစ်ခဲ့ပြီးလာစဉ်လူငယ်9000ကိုစစ်သားအဖြစ်စုဆောင်းလာခဲ့ရာရခုအကစင်မူရန်အပတ်စဉ်18တို့ရောက်ရှိနေပြီဖြစ်ပါသည်